ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောမယ့်ကောင်းစဉ်လေးကတော့ဒီနေ့မှပေးခဲ့တဲ့အပြော်တွေအတွက်အွန်လိုင်းအဆန်းကိုကျေးဇူးတင်ပါတယ်ဆိုတဲ့ကောင်းစဉ်နဲ့ပြည့်ရှည်ထားတဲ့ဆောင်းပါးလေးဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ပြောစရာတွေရှားပါလုံးနဲ့ဗျာမြန်မာနိုင်ငံသားတွေအတွက်အပြော်ဆိုတာဘာမှန်းတော်မသိဘူးအဲ့တော့ခဏလောက်လေးပျော်ခွင့်ရတဲ့အပြော်လေးအဲ့ဒီအပြော်လေးကိုအခိုက်အတန့်တစ်ခုယူရဖန်တီးပေးတဲ့အတွက် အွန်လိုင်းအဆန်းကိုကျေးဇူးတင်တယ်လို့ပြောတာပါဒီနောက်အထိငိုစရာတွေများတာမှမင်းတို့ကပျော်စရာရတာဝမ်းသာနေလားလို့တချို့ကမိကုန်းထုံနိုင်ပါတယ်အဲ့လိုမဟုတ်ပါဘူးခင်ဗျအခုကျွန်တော်ဒီဖြစ်စဉ်ကို Harry Potter ရဲ့ဝတ္ထုထဲမှာပါရှိတဲ့အကြောင်းအရာလေးတခု ਨੇ ကျွန်တော်နှိုင်းရှင်းပြီးပြောပြချင်ပါတယ် Harry Potter ရဲ့ပထမဆုံးဝတ္ထုမြန်မာလိုဘာသာပြန်တော့ Harry Potter နဲ့ Corporation လုံးပေါ့လေ The Philosopher's Stone ဒီဝတ္ထုက အကြောင်းအရာလေးပါဝိတုရဲ့အဖွင့်မှာ Harry Potter ရဲ့အဖေမဖြစ်တဲ့ James Potter နဲ့ Lily Potter တို့ကို Voldemort ကလာပြီးတော့ Abracadabra ဂျိန်စာနဲ့တတ်လိုက်တယ်ပြီးတော့ Harry Potter ကအဲ့ဂျိန်စာပြစ်လွတ်လိုက်ခြင်းမှာဂျိန်စာကကလေးစီမှာအမယွတ်လောက်ပဲဖြစ်ပြီးတော့ Voldemort စီကိုပြန်ကန်သွားတယ်အဲ့တော့ Voldemort ထွက်ပြေးရတယ်ပျောက်သွားတယ်ပေါ့လေအဲ့ဒီနေရာဒါမော်လောကမှာအောင်မွေးရတဲ့နေပေါ့ ဲ့တော့ဟေးဘော်ဒါနဲ့အွန်လိုင်းအဆက်ကိစ္စနဲ့ဘာဆိုင်လဲဆိုတဲ့ဥစ္စာနော်ခဏလေးနားထောင်ကြည့်ပါဆက်ဆက်မှုကလာပါလိမ့်မယ်ခင်ဗျအဲ့တော့ပြီးပါမယ်ဖြစ်သွားတဲ့ဟေးဘော်ဒါကိုတနေရစီကိုပို့ရတော့မယ်သူ့ကိုမွေးစားဖို့အတွက်ဒီချိန်မှာဟော့ဝတ်ကျောင်းရဲ့ကျောင်းဝကြီးဖြစ်တဲ့ professor abbas temple တို့ ਨੇ ဗမောက်ခမင်နာဘာမကွန်နာကောတို့စီစဉ်ကြရတယ်ပေါ့မင်နာဘာကတော့ကျောင်းတော်ကောင်အဖြစ်အေအောင်ဆောင်းပြီးတော့ pre-bed right line ကိုအရင်ရောက်နေခဲ့တယ် ညပိုင်းမှာတော့ဘမောက္ခတံပတ်တို့ရောက်ရှိလာတယ်။တံပတ်တို့ရောက်ရှိလာပြီးတော့လမ်းကမီးတွေကိုသူကသွတ်မှတ်ပညာနဲ့ဖြောက်လိုက်တဲ့အချိန်မှာမင်နာဘာကနေကြောင်ဖြစ်ကနေလူသွင်းပြန်ပြောင်းလိုက်တယ်ပေါ့လေ။ပြီးတော့သူကပြောတယ်အယ်ဘတ်စ်အဆင်ပြေပါမလားတဲ့။ဒီရင်ကတော်တော်ဆိုးတာတော့တဲ့။ဒါနဲ့ရှင်းစီမှာခလေးပါလာလားတဲ့။မပါလာဘူးတဲ့။ဒါဆိုခလေးကိုဘယ်သူလာဖို့မှာလဲတဲ့။ဟက်ဂရစ်လာဖို့လိမ့်မယ်တဲ့။ရှင်ဒီလောက်အရေးကြီးတဲ့ကိစ္စကိုဟက်ဂရစ်ကိုခိုင်းရသလားတဲ့။ မျက်နှာပါတဲ့ငါ့ဘောမှာဟက်ဂရီကိုအယုံဆုံးမဲ့တဲ့အဲ့ဒီအချိန်မှာပဲမိုးပြန်ဆိုင်ကလေးကိုမောင်းပြီးဟက်ဂရီရောက်လာတယ်ကလေးလေးကိုဒမ်ဘယ်ဒိုးလက်ထက်ကိုပေးလိုက်တယ်သူတို့ revert right လမ်းမှာဒီကလေးလေးကိုထားခဲ့တယ်ပေါ့အဲ့ဒီအချိန်မှာစကားတစ်ခုပြောပြီးတော့ခစ်ကြီးကပြက်နေတယ်အားလုံးကကြောက်ရွံ့နေတာပြောမှဆိုရင် body mode ရေမော်နဲ့ခိုင်းသားတွေရေကိုသူတို့ဒီဘက်ကအကောင်းဘက်ကမော်ပညာရှင် အားလုံးကြောက်ရွံ့နေတဲ့အချိန် ထိတ်လန့်နေတယ်ရှင်ပြီးတော့ဘော်ဒီမော့တကယ်ပြောက်သွားသလားပြန်လာမလားဆိုတာမသေးကြတဲ့အချိန်အဲ့လိုဖြစ်နေတဲ့အခိုက်အတန့်ဒါပေမဲ့ဟယ်ရီကြောင့်ချိန်စာပြန်ကန်ပြီးတော့ဘော်ဒီမော့ခပြေးသွားပြီပြောက်ွယ်သွားပြီလို့သတင်းကြားလိုက်တဲ့အခိုက်အတန့်လေးမှာမော်လော့ကလူတွေပြောတာကိုကျွန်တော်ပြောချင်တာပါမင်နာဘာနေပြောတယ်ကင့်နယ်မှာကျယ်ရီကျူရီလို့ကြားတဲ့အယ်ဘတ်စီရဲ့မုံမလွဲရောတဲ့ဟိုကောင်းတဲ့ ဲဟောလုတ်တဲ့ဥစ္စာပဲရှိမယ်တဲ့ဂရင်းကတ်ဒီလောလေအဲ့ကောင်လုတ်လိုက်တာပဲရှိမယ်တဲ့လူတွေကအခုထင်အောင်ထင်မှရဖြစ်ကုန်ပြီတဲ့အဲ့ချိန်မှာကျွန်တော်ပမောက်ကဒမ်ဘယ်တို့ပြောတဲ့စကားတစ်ခုကိုအမှတ်ရမိတယ်မင်းကပါတဲ့ငါတို့ဒီမှာပြောစရာတွေရှားပါတယ်ဟာတဲ့အခိုက်အတန့်လေးခဏရတဲ့အချိန်လေးမှာပျော်ကွင်းရတာလေးပျော်ပါစေလားတဲ့ပျော်ကွင်းရှိပါတယ်တဲ့ပျော်ပါစေတဲ့သူတို့အဲ့ခိုက်တန်းလေးမှာပျော်ပါစေပေါ့ကွာတဲ့ ခွင့်လွှတ်လိုက်ပါတယ်အဲ့ဒါပဲကျွန်တော်တို့မြန်မာနိုင်ငံလူတွေအတွက်အခုအချိန်နေကြမှာပျော်စရာဆိုတာအရန်ရှားပါတယ်ပျော်စရာဆိုတာဘာလဲလို့မေးရမယ့်အနေအထားရှိတယ်ပျော်စရာဆိုတာဝယ်သုံးလို့ရရင်တော့အဲ့ပျော်စရာကိုဝယ်ပြီးကိုယ့်လက်ထက်ရောက်လာလို့အဲ့ပျော်စရာကိုသုံးတဲ့အချိန်မှာမပျော်ဘူးဖြစ်သွားနိုင်ပါတယ်ဒီတော့ဒီနေ့အွန်လိုင်းအဆန်းနိုင်ပွဲရတယ်သူရဲ့ professional ကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲကိုထိုးတယ်သူဒုတိယပွဲရှိမှာအလဲထိုးနဲ့နိုင်တယ် bonus ပါယူသွားတယ်ပြီးတော့1ရက် call of the base ဆိုလဲရှင်းမြင်ခံရတယ်ဒါမဲ့1173ပြန်ပွဲကြီးမှာ call of fame ဆိုကို online ဆန်တက်ယူရအောင်ပေါ့လေဒီတော့မြန်မာနိုင်ငံသားတွေဒီအောင်ပွဲအတွက်ကြော်ကြတယ်ငါတို့ကရှင်တိုင်းရင်းသားကိုခံပြန်စောတိုက်ခိုက်ဖိုက်တာကြီး online အဆန်း hall of fame ဆုလဲရသွားတယ်ကစားသမားဘုရားနောက်ဆုံးနှုတ်ဆက်ပွဲကိုအနိုင်ရလနဲ့အဆုံးသတ်သွားနိုင်ခဲ့တယ် bonus လည်းယူသွားနိုင်တယ်အဲ့အတွက်ကြော်ကြတယ်အဲ့တော့ ပျော်ပါစေပေါ့နော်ဒီတော့မြန်မာနိုင်ငံသားတွေအထူးသဖြင့်အပျော်ရီရှားပါလွန်တဲ့မြန်မာနိုင်ငံသားတွေအတွက်အပျော်ဆိုတာကိုတရက်စာပဲဖြစ်ဖြစ်တခဏစာအဖြစ်ဖြစ်ပဲကျွန်တော်တို့ပေးတာဖြစ်ဖြစ်အဲ့အတွက်အွန်လိုင်းအဆန်းကိုကျေးဇူးအထူးတင်ပါတယ်လို့ဒီနေရာကဒီဆောင်းပါးလေးနဲ့အတူပြောကြားလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ